ကျေးဇူးတော်မိဘပြည်သူပေါင်းစိတ်ဤချမ်းသာခြင်းကိုဤချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေလို့ဥစွာပထမစိန်သီးစပီကာနေပြီးတော့နှုတ်ခွန်းဆက်တာဂါရဝပြုလို့ရပါတယ်ခင်ဗျာတီတီဒါနာနဲ့ပလီပလန်မပြောတတ်တဲ့စိန်သီးစပီကာပြန်လည်လို့ရောက်ရှိလာပါပြီ ကောင်းသောရချင်းပြက်ကရင်ပြမိတာယာဝါပြောမိလမ်းများအားလုံးရန်ကုန်တို့ချီလမ်းများအားလုံးမန္တလေးတို့ချီလမ်းများအားလုံးနေပြည်တော်တို့ချီဆိုတဲ့ပြည်ရဲ့ရဲဘော်လေးတွေရဲ့ကြွေးကြော်နေတဲ့ကြွေးကြော်တဲ့နေလူမျိုးပဲခုဆိုရင်လမ်းများအားလုံးနေပြည်တော်တို့ချီလမ်းများအားလုံးမန္တလေးတို့လမ်းများအားလုံးရန်ကုန်တို့ချီတက်နေတာ တဏျာပြီးတဏျာတမျိုးပြီးတမျိုးရဲစခန်းတစ်ခုပြီးတစ်ခုသူတို့ကင်းမုံတွေဝတ်ထားတဲ့နေရာတစ်ခုပြီးတစ်ခုကိုပီတီရဲ့ရဲဘော်လေးတွေကနေပြီးတော့ခြေမွန်းတိုက်ခိုက်နေတာမိဘပြည်သူတွေကိုအထူးပြောစရာတော့မလိုတော့ပါဘူးခင်ဗျာကျွန်တော်တို့ရဲ့ပါကောင်းလေးတွေဟာတိုက်ပွဲဝင်တဲ့နေရာမှာပျောက်မြောက်တယ်လို့ တို့ရဲ့ဇာတိသွေးဇာတိမန်တွေကလည်းထက်သန်နေကြပါတယ်မကြမီချိန်တုန်းတည်းမှာကျွန်တော်တို့ရဲ့ရဲဘော်လေးတွေကျွန်တော်တို့ရဲ့တူလေးတွေကျွန်တော်တို့ရဲ့သားလေးတွေတို့ရဲ့မိဘရင်ဝင်တွေကိုပြန်ရတော့မှာပါတို့ချစ်တဲ့မြို့တို့ချစ်တဲ့အိမ်ကိုတို့ပျော်ပျော်ကြီးကျွန်တော်တို့ပြန်ရတော့မှာပါဘာကြောင့်လဲဆိုတော့အဓိကကလူတွေရဲ့စိတ်ဓာတ်ပါ မင်းဒါလုံးမင်းမလုံးရင်မင်းကိုငါဘာလုံးမယ်ညာလုံးမယ်လို့ပြောရင်ကြောက်လို့သာလှုပ်ရတာပါဘယ်တော့မှအဲ့ဒီအလုပ်ကမအောင်မြင်ပါဘူးကျွန်တော်တို့ဘက်ကရဲဘော်လေးတွေကြတော့အဲ့လိုမဟုတ်ပါဘူးညီအုပ်တို့ပြိုလျာကိုကြောက်အုပ်တွေနဲ့အစားထိုးတာလူကြီးတွေကညီအုပ်တွေဖြစ်သွားပြီလူငယ်တွေကကြောက်အုပ်ဖြစ်သွားပြီနောင်နာမဲ့အနာဂတ်မှာမြမပြည်ရဲ့ အနာဂတ်ကိုဖန်တီးသွားမှာကလူငယ်လေးတွေပါပဲဒါကြောင့်သူတို့ကနေပြီးတော့ပခုံးပြောင်းတာဝန်ထမ်းဆောင်နေတာပါကဲဟုတ်ပါပြီအခုဆိုရင်ရည်စရာသတင်းလေးတစ်ခုနဲ့ကျွန်တော်ဖွင့်နေလိုက်ပါမယ်အဲ့ဒါပါလဲဆိုတော့ချင်းညာတွေကနေပြီးတော့စစ်ကောင်စီကနေပြီးတော့အယိုးအရင်းတွေပေးပြီးတော့ ထွက်ထွက်ပြီးတော့ဟောင်ပြနေတယ်၊ကြိုက်ပြနေတဲ့ဘောမကြော်မျိုးမင်းတခါမှသူ့ကိုအဲ့လောက်ထိကျွန်တော်ဥတီဗီမပြောဘူးစကားဆက်မိလို့ဒါကျွန်တော်အဲ့လိုပြောလိုက်တာပေါ့နော်ဥတီဗီမပြောဘူးအဲ့ဘောမကြော်မျိုးမင်းကကျွန်တော်တို့နော်ဒရိုက်တာကိုပေါ့တို့ဟာငါကောင်တို့ဘသူတို့ကိုသူကနေပြီးတော့အဲ့တော့ကိုစီပါသေးတာပေါ့နော်အဲ့ကိုစီတို့ဘသူတို့ကိုသူကနေပြီးတော့ အင်တာဗူနဲ့ဖန်ခိုင်းမယ်တဲ့ဗျာကဲတင်းဌာနကြီးနဲ့လုံနေသေးတယ်အင်တာဗူနဲ့ဖန်ခိုင်းမယ်ဆိုတော့ကဲကျော်မျိုးမင်းရဲ့မြို့ငါပြောပြီးသွားပြီပဲဟိုတစ်ခေါက်တော့မြို့ငါပြောတယ်လေမင်းတကယ်တတိရှိရင်မင်းလာခဲ့မင်းငါမျိုးတော်ခမ်းမရှိပြည်သူရင်မြင်မှာမင်းနဲ့ကနဲ့လက်ဆွဲနှုတ်ဆက်ပြီးတော့စကားတွေပြောမယ်ဆိုတာမင်းကြောက်လို့မလာရဲဘူးလေဟမ်ဟုတ်ပြီအခုလဲမင်းအဲ့ကနေစပြီးတော့မင်းဟိုအတန်ကောင်းဟင့်မနေနဲ့ မင်းတို့ဘောမာတွေယုံအောင်လို့အတန်ကောင်းနေဟင့်မနေနဲ့တော့မင်းတကယ်တတိရှိတယ်ဆိုရင်မင်းလာခဲ့မင်းလာခဲ့လားမင်းဘယ်နေရာထိလာမလဲမင်းလာမယ့်နေရာမှာငါရှိမယ်ကင်းပြည်နယ်ကိုလာမလားဒါမှမဟုတ်ရင်ကရင်နီကိုလာမလားရှမ်းမြောက်ကိုလာမလားကြိုက်တဲ့နေရာကိုပြောရှမ်းတောင်ကိုလာမလားကြိုက်တဲ့နေရာပြောမင်းပြောလိုက်ပါမင်းပြောတဲ့နေရာကိုငါလာခဲ့မယ် ယောက်ျားဆိုရင်ပေါ့မင်းတယောက်လည်းလာခဲ့ဘာမှမဖြစ်စေရဘူးဘာမှမဖြစ်စေရဘူးငါအာမခံတယ်ဘာမှမဖြစ်စေရဘူးမင်းတတိရှိရင်လာခဲ့လို့ရတယ်မင်းနဲ့ငါနဲ့ဆွေးနွေးကြမယ်အေးခစ်ကြီးပြီးသွားလို့မင်းကြောက်ပြီးထွက်ပြေးရင်တော့မပြောတတ်ဘူးပေါ့နော်မင်းတက်ရှိထင်ရှားမြမပြီးမှရှိနေသေးတယ်ဆိုရင်တော့မင်းနဲ့ငါနဲ့တစ်စပွဲဝိုင်းတစ်ခုပေါ်မှာထိုင်ပြီးတော့ စကားပြောကြမယ်မင်းလုံရက်တွေကမှန်နေလားငါလုံရက်တွေကမှန်နေလားမင်းဘာတွေလုတ်ခဲ့တယ်ငါဘာတွေလုတ်ခဲ့တယ်မင်းနဲ့ငါနဲ့အတူတူစကားပြောကြတာပေါ့နော်ကျော်မျိုးမင်းမင်းလိုမျိုးလူရှင်တော်တွေထဲမှာလည်းဒိန်းအောင်ကိုဖားပြီးတော့ဒိန်းအောင်ပေးစာကန်းစာတွေကိုစားပြီးတော့ဒိန်းအောင်ကောင်းအကြောင်းဒိန်းအောင်ကောင်းတဲ့အကြောင်းတွေယူပေးမင်းစွတ်ပြောနေတဲ့အယိုးရင်ကတ်ရတဲ့လူကမင်းကငါ့ကိုအဲ့လိုပြောတယ်ဆိုတော့အင်တာဗျူးနဲ့ဖန်ခိုင်းမယ်ဆိုတော့ မင်းဘလို့ပုံစံနဲ့မင်းပြောလိုက်တာလဲကွာဟဲ့အောင်မင်းတို့မြမပြည်ကစစ်တပ်လူမျိုးမြမပြည်ကရဲလေလူမျိုးပတ်စံပေးရင်ရတဲ့တဲမှာတခြားနိုင်ငံတွေမပါဘူးတခြားနိုင်ငံတွေမပါဘူးမင်းတို့ဒါအယိုးရင်းကြိုက်ပြီးကောက်ရိုးပုံစောင့်နေတဲ့လူတွေကောက်ရိုးပုံစောင့်နေတဲ့လူတွေမင်းတကယ်တတိရှိတယ်ဆိုရင် မင်းစစ်ထဲဝင်လိုက်မင်းစစ်ထဲဝင်လိုက်မင်းစစ်ထဲဝင်တဲ့အချိန်ငါလည်းတက်တက်တက်မှငါလည်းရှိပြီးသားပဲဘလို့လဲစစ်မြေပြင်မှာတွေ့မလားဒါမှမဟုတ်ကော့ဂရိတ်မှာတွေ့မလားငါတို့ရိုက်ကောမှာတွေ့မလားမင်းတို့ပြောပြောနေရိုက်ကောမှာဟာအကုန်လုံးဒီစစ်ကောင်စီကနေထိ ंछ ုပ်လိုက်ပြီဆိုတော့မင်းတို့ဂရင်းဒီပြင်းနေရိုက်ကောမှာတွေ့မလားရတယ်နော် ကော့ဂရိတ်မှာတွေ့မလားရတယ်တော့ကြိုက်တဲ့နေရာမှာတွေ့ပါကြော်မျိုးမင်းမင်းလိုမျိုးပစိုးဂျုံတွေကလက်တီးပုံပြနေတာမဟုတ်ဘူးအိမ်နေရနေပြီးတော့အိမ်မြင်အောင်မထွက်ရဲတဲ့လူတယောက်ကဟိုလူကိုဘာလုပ်လိုက်ပါလားဒီလူကိုဘာလုပ်လိုက်ပါလားဆိုပြီးတော့ပြောနေတာကျန်တဲ့အမှုပညာသမားတွေကိုမင်းတို့ဘောမအချင်းချင်းတော်မှာကျန်တဲ့အမှုပညာသမားတွေကိုဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီးတော့မင်းကနှိတ်ကွနေတာ အချောက်ကားတွေကြီးပဲရိုက်လာတာဘာဖြစ်တယ်ညာဖြစ်တယ်ဆိုတော့မင်းကနှိတ်ကိုနေတာမင်းကောင်းထဲမှာရှိတာမင်းကိုကျွေးမွေးထားတဲ့အယိုးရင်းလေးကိုပေးထားတဲ့ဒိန်းတောင်တယောက်နဲ့အုံသီးတယောက်တော့ပဲမင်းကောင်းထဲမှာရှိတာနော်ကြံတဲ့လူတွေကိုမင်းကဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီးတော့မင်းကပြောနေတာမင်းကအမှုပညာဘောဘယ်လောက်တက်လို့လဲပြီးတော့နိုင်ငံရေးမှာကောမင်းကထဲထဲဝင်ဘာတွေများပါခဲ့ဘူးလို့လဲမမရင်ကပြောရင်ကြော်မျိုးမင်းမင်းကောင်2021 တော်လန်ရေးကြမှာမင်းကိုငါမြင်ဘူးတာဘဲခြုံကြားတွေကဘလို့ထွက်လာမှန်းတော့မသိဘူးကဲဟုတ်ပြီကျော်မျိုးမင်းမင်းကဒီလိုငါတို့ကိုပေါ့တို့ကိုစီတို့ပြီးတော့ဗါလဲဟာဟာကောင်တို့ဘာတို့မင်းကအင်တာဘူနဲ့ဖန်ခိုင်းမယ်ဆိုတော့ဖြစ်အောင်နိုင်ငံတကာမှာရှိတဲ့အင်တာဘူအဖွဲ့စည်းတွေအကုန်လုံးကမင်းတို့လိုမျိုးငွေပေးပြီးလုပ်နေတဲ့ကောင်တကောင်မှမဟုတ်ဘူးမင်းသိဖို့ပြောတာ ်မင်းတတိရှိတယ်ဆိုရင် ကော့ဂရိတ်မှာစုံမလားရိုက်ကော်မှာစုံမလားဘယ်မှာစုံရင်လဲကုံကုံပြောလိုက်မယ်မင်းတတိတကယ်ရှိတယ်ဆိုရင်ကြိုက်တဲ့နေရာမှာစုံရမယ်မင်းနဲ့ကလည်းနှစ်ယောက်တည်းပဲမင်းမကြည့်မင်းမကြံတော့မလုံးနဲ့ယောက်ျားပြီပြီမြန်ချင်းဆိုင်ကြီးစကားပြောမယ်โอเคเนาะကြော်မျိုးမင်းဟုတ်ပြီမင်းကငါတိတ်ပြီးတော့ငါမပြောတော့ဘူးမင်းလိုမျိုးဘောမเนาะ လူတယောက်နဲ့တမိုင်းကြောင်မလာတဲ့လူတယောက်နဲ့ငါနဲ့ရှင်ပြောစရာအကြောင်းမရှိတော့ဘူးသဘောပေါက်တယ်နော်ဟုတ်ပါပြီကျွန်တော်တို့အောင်စီရကူတဲ့တွားကူတဲ့စစ်ကြောင်းအမောင်တွေကြသွားပြီဗျာအောင်စီရကိုတွားကူတဲ့စစ်ကြောင်းအောင်စီရဘယ်နားမှာရှိလဲကျွန်တော်ကော့ကရိတ်မှာရှိတာဗောကော့ကရိတ်ကနေပြီးတော့မြောင်းဝတီဘက်ကိုတွားမယ်ဆိုပြီးတော့အဲတုံကြီးဆွဲပြီးထွက်သွားလိုက်ပြန်ဝင်လာလိုက် ထိတ်ကြီးခွဲပြီးပြန်လာလိုက်အဲ့လိုဖြစ်နေတယ်အောင်စီရအောင်စီရအခုတော့အမောင်းနေကြသွားပြီပေါ့ဗျာကင်ဒီနဲ့ကွန်ကရစ်မြို့နဲ့ဂျုံတိုးတိုက်ပွဲနေနဲ့စစ်သား30ဦးထက်မနည်းတေဆုံးပြီးတော့စစ်တပ်ဘက်မှာလည်းတိုက်ရင်မှုနေနဲ့ဒုတက်ရင်မှုတို့အပြင်းထန်ဒဏ်ရာရကလက်နဲ့ခရမ်းနေလေအကုန်လုံးအလူတော်မင်္ဂလာကြီးပေးလိုက်ရပါတယ်ဗျာရေးသဲချလို့ပြီးပါပြီကဲဘယ်လိုလုပ်မလဲမင်းတို့စစ်တပ်တရားနေပြီဒီဘက်ကနည်းနည်းလေးဟို မင်းတို့တိုက်တဲ့ဟိုကြည်စံတို့အဲဒီကလက်နက်ခရမ်းနေနည်းနည်းဟိုလိုအပ်သွားပြီဆိုရင်မင်းတို့ကနေပြန်ပြန်ပြီးတော့ပြန်ပြန်ဖြည့်ပေးတာနော်အရန်ကောင်းတယ်ပြန်ဖြည့်ပေးတာကဲအခုတော့ဘာဘာဥစ္စာဖြစ်မလဲမင်းတို့ဒုံးတယ်မင်းတို့ပြန်ရိုက်ခံနေရပြီဗောငကြင်းစီနဲ့ငကြင်းပြန်အကျော်ခံနေရပါပြီကဲပြည်သူတွေကတော့လမ်းမြအားလုံးရန်ကုန်စီတို့လမ်းမြအားလုံးမန္တလေးလမ်းမြအားလုံးအညာဒေတာ လမ်းများအလုံးနေပြည်တော်တို့ကိုခြိတက်နေပါပြီအခုဆိုရင်အမြန်လမ်းမပေါ်ရောက်နေပါပြီမင်းတို့ပြောပြောနေတယ်ဟာအကြောက်ဖြူကဘာဖြစ်တယ်ညာဖြစ်တယ်ဆိုတော့မင်းတို့ပြောပြောနေတယ်အခုဘာဖြစ်သွားပြီလဲအကြောက်ဖြူကဟမ်ဘာဖြစ်သွားပြီလဲတေချာတရင်နေဖတ်ပါပြည်သူလူထုတို့တရင်အမောင်မချထားပါနဲ့မင်းတို့ရဲဘော်တွေမင်းတို့တက်သွင်းနေမှာလေဟိုဖုံးမကန်ရဘူး အာအင်တာနက်မတုံးအောင် Facebook မတုံးအောင်အာ YouTube မကြည့်အောင်ဘာညိုပောက်ကွေးရ၄၀နေမပြောနဲ့မင်းတို့တကယ်တတ်သိရှိတယ်ဆိုဖွင့်ပေးလိုက်ဖွင့်ပေးလိုက်သူလည်းကြည့်ကျင်တာကြည့်ငောင်းလည်းတိုက်မယ်ဆိုပြီးတော့ဖွင့်ပေးလိုက်ရှင်းလားမင်းတို့တက်သွင်းထဲမှာလည်းမင်းတို့ကသတင်းတွေအမှောင်ချထားတယ်ပြည်သူလူထုကိုလည်းသတင်းတွေအမှောင်ချထားတယ်ကဲမင်းတို့တက်လာတယ်ဟိုကဘာတွေများတိုးတက်လာကြည့်တယ်မီးတိုးတက်လာလျှက်စစ်မီးတိုးတက်လာမတိုးတက်ဘူးလျှက်စစ်မီးတွေကိုဖြက်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 ပြီးတော့အဲ့ဒီဘိုးချုပ်ယူရသူ့သားကုမ္ပဏီကောင်းစားရေးအတွက်ဆိုပြီးတော့ဟော ဘာတွေထုတ်လဲမင်းတို့လည်းသိတယ်เนาะဟုတ်ပြီကုံစင်းတော့ကြတော့ဘာတွေတက်လာလဲဘာတွေဖြစ်လာလဲကျုပ်တလုံးကို3500ပေးနေရပြီဘုတ်တလုံး3500ပေးနေရပြီကစွန်းရစီဘလောက်လဲစံတပြီဘလောက်လဲမင်းတို့ကမင်းတို့သိတယ်ဘာတွေတိုးတက်တာလဲမင်းတို့အုတ်ချုံမှာပြည်သူတွေဘဝကဟိုးမြေကြီးတွေရောက်သွားတဲ့အဖြစ်မျိုးဖြစ်နေပါတယ်အသွားမတော်တော့တက်လို့အစားမတော်တော့တလန်းနေတယ် ဗမာရီရဲ့စကားပုံမှာရှိတယ်အခုလည်းကြည့်အောင်အင်အောင်ရီတိုင်းအင်ကပူမြို့နယ်เนาะစီမင်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးเนาะဦးစိုးဘောမောင်စိုးဘောစိုးစိုးဘောအဲသူကနေပြီးတော့တူရင်းဖြစ်သူကိုသူကနေပြီးတော့စစ်တပ်ကိုလည်းသူကနေပြီးတော့ဟိုဘယ်လိုခေါ်မလဲအဲဖားတဲ့အနေနဲ့ ပြီးတော့တူတူရင်းရလဲနည်းနည်းဇောင်းထနေတယ်ဇောင်းထနေတော့အဲစစ်တပ်တည်းကနေပြီးတော့အစစ်မှုတန်းလေးမစစ်မှုတန်းသွားလိုက်စစ်မှုတန်းသွားပြီးတော့မင်းရှေ့တန်းမထွက်အောင်မင်းကလှုပ်ပေးမယ်ပြီးရင်ပြန်လာပြန်လာပြီးတော့အဲမင်းဒီမှာငါနေအောင်မင်းစက်ခံပေါ့နော်အဲအဲ့လိုပုံစံမျိုးတွေလုံးရင်လည်းလုံးမှာပေါ့အဲ့ဒါနဲ့သူကလည်းတူတူရင်းကိုသူကနေပြီးတော့အဲသူကတစ်ချက်ခုတ်၃၄ချက်ကိုလောက်ပြတ်အောင်လို့ဆိုတော့ဒီအဲဥစ္စာပေါ့စစ်မှုတန်းတဲ့ကိုသူကထည့်လိုက်တယ်တူတူရင်းကိုအဲအင်ကဘူမြို့နယ်ကအုတ်ကြီးဆိုးอ่ะ အုပ်ဆိုးအုပ်ဆိုးอ่ะအုပ်ကြီးဆိုးอ่ะနေပြီးတော့အဲအထည့်သွင်းလိုက်တယ်တက်သွင်းတော့အဲ့ဒီတူတူကလည်းအပြစ်မှာဘလောက်ထိအောင်စောင်းကြွားစောင်းကြွားလုံနေလဲတော့မသိဘူးပြည်သူတွေကိုဘလောက်ထိအောင်အချင်းချင်းတွေဘလောက်ထိအောင်နှိပ်စက်နေလဲတော့မသိဘူးဗျစစ်သားစုဆောင်ရင်းလဲရောက်လဲရောက်ပေါ့အချင်းချင်းတွေအထဲထဲမှာဝိုင်းကင်ကြတာမတရားသဖြင့်ဖမ်းဆီးခံပြီးတော့စစ်သားစုဆောင်ရင်းရောက်တဲ့လူတွေလူငယ်လေးတွေကဝိုင်းပြီးကင်ထက်လိုက်တာ စူဆောင်းရေးမှာတယ်မာလကီရွာပါတယ်ကွာကဲနော်စီမင်တရားကြေးရွာအုပ်စုကဥစုဥအုပ်ကြီးဥစိုးရဲ့တူရင်းကတော့စူဆောင်းရေးမှာနော်အထုထောင်းနဲ့နော်အခုတော့ဘူပေါင်းဖြစ်သွားပြီကျွန်တော်ဒီနေရာလေးကျွန်တော်ပြောနေပါတယ်ခင်ဗျာကဲဖားစရာရှိတယ်ဖြစ်ဖြစ်တတ်တာဖားပါပုံမှန်လေးဖားပါနော်နော်အဲ့လိုမျိုးသွားပြီးတော့လို့တမျိုးဟိုတဖုံနဲ့ သွားပြီးတော့ငါယာလူမြမြန်တက်အောင်ငါလုတ်ွက်တွေမြမြားမြမြားရအောင်ဆိုပြီးတော့သူရင်းနေသားသမီးရင်းနေမလုတ်ပါနဲ့မလုတ်ပါနဲ့ကလေးတွေတနာပါတယ်မြမာမာရောကဘာမာရောခေါင်းဆောင်တွေဆိုတော့ရှိပါတယ်အဖွဲ့စည်းတွေမှာလည်းခေါင်းဆောင်တွေကျွန်တော်တို့ရှိပါတယ်အဲခေါင်းနဲ့ခေါင်းဆောင်တွေရှိသလိုစိုးတဲ့ခေါင်းဆောင်တွေလည်းအများကြီးရှိပါတယ်အဲ့ဒီထဲမှာမှကျွန်တော်တို့ငငယ်တုန်းက All Trade Center ကြီးကိုလင်းရင်နဲ့ပြစ်ဆောင်ပြီးတော့ ဖြက်စီးလိုက်တယ်အိုစမာဘင်လာတယ်သူ့ရဲ့အဆုံးသတ်ညီကုံကဘာဖြစ်သွားလဲခွေးတီဝက်တီနဲ့ပဲတီးသွားရတယ်ဆာရန်ဟူစိန်ဘလို့တီးသွားရလဲဂရာဘီဘလို့တီးသွားရလဲကဲဂရာဘီရောဆာရန်ဟူစိန်ရောအိုစမာဘင်လာတွေရောသူတို့တွေကဘယ်လိုဘာတွေလဲစစ်ဝါဒီတွေစစ်ဘလူးတွေစစ်ဝါဒီတွေစစ်ဘလူးတွေသူတို့ရဲ့အဆုံးသတ်ညီကုံက ဘာဖြစ်သွားလဲကိုယ်ဒီဝတ်ဒီပဲတည်သွားရတယ်ကျွန်တော်မြန်မာနိုင်ငံမှာလည်းကြည်နှစ်ပေါင်းများစွာအုပ်ချုပ်လာတဲ့ဥနေဝင်ရဲဘော်၃ကျင်းဝင် ဖြစ်ခဲ့တဲ့ဥနေဝင်ဘူဂျီအောင်ဆန်းလည်းကြလည်းကြဆုံးပြောမြန်မာနိုင်ငံကြီးကိုသူကနေပြီးတော့တိတ်ပိုက်ပြီးတော့သူအုပ်ချုပ်ခဲ့တယ်တမရတွေလုတ်ခဲ့တယ်သူလည်းတည်လည်းတည်သွားအောင်လူလေး၉ယောက်နဲ့ဖြာလိုက်ပက်ပြီးတော့ချလိုက်ရတဲ့အဖြစ်မျိုး ဒါတွေလည်းရှေ့မှာတာရကတွေအများကြီးရှိပါတယ်အခုဆိုရင်ကပဆက်စီယာအကောင်ဆုံးစည်ရင်းဝင်သွားတယ်မြန်မာနိုင်ငံကဗိုလ်ချုပ်ယူကြီးတယ်ဗျာခေါင်းစဉ်လေးကတော့တိတ်လှတယ်ဗျာကျွန်တော်ညီလေးတွေပြီးတဲ့ခေါင်းစဉ်လေးတော့တိတ်လှတယ်ဗျာဟုတ်ပြီကမ္ဘာဆက်စီယာအကောင်ဆုံးစည်ရင်းဝင်သွားတယ်ဗိုလ်ချုပ်ယူကြီးတယ်မြန်မာစစ်တပ်ကားတဲ့လက်နက်ကင်ပြိပခအတွင်းကလေးသူငယ်များအပေါ်ကြီးမားသောချိုးဖျက်မှု ကြီး၅ချိန်ပြုတ်လုခဲ့ပါတယ်အဲ့ဒီထဲမှာမှာအစိုးဆုံးကနေပြီးတော့ကလေးစစ်သားပေါ့နော်ကလေးစစ်သားတွေအတုံးပြူခြင်းစုဆောင်းခြင်းတက်ဖြတ်ခြင်းเนาะနောက်ထပ်တစ်ခုပို့ပြီးတော့ဥစ္စာဖြစ်တာကစိတ်တန်ရရအောင်လုပ်တယ်ဒီထက်ပို့ပြီးတော့သူတို့လှုပ်ဆောင်ခဲ့တာအချင်းချင်းကိုအဲမဟုတ်တာတွေပေါ့เนาะအချင်းချင်းကိုလှုပ်ကြတယ်လိမ့်ပိုင်းဆိုင်ရာတွေလည်းရှိတယ်เนาะအခုဆိုရင်ယောက်ျားလေးတွေနေမကဘူးမိန်းကလေးတွေကိုပါအခု စစ်သားစုဆောင်ရေးလုပ်နေပါတယ်အဲ့ဒါဘာလဲဆိုတော့သူတို့တက်တယ်ပြုတ်ပြုတ်ပြုံးနေပြီဆိုတာပြည်သူတွေအသိပါပဲရှင်းမ်းမှာသူတို့မရှိတော့ဘူးပြီးတော့လဲလက်ရှိဒီကလေးတွေကိုဖမ်းဆီးသွားတယ်ဖမ်းဆီးသွားရင်ဒီကလေးတွေကိုစစ်တပ်နဲ့ပို့တာပို့တာပဲလက်နဲ့မပေးဘူးလူသားတစ်တိုင်းဖြစ်ယူနီဖောင်းတွေဝေခိုင်းပြီးတော့ရှေ့ရနေသူတို့ကသွားခိုင်းတယ်ရှေ့ရနေသွားခိုင်းတယ်သူတို့တွေကနောက်ကနေပြီးတော့သူတို့တွေနေအဲ့လူတွေသူတို့ကနေဟို တိုက်ပွဲတစ်ခုကိုသူတို့ကပေါ်ဆောင်နေတာပေါ်ဆောင်နေတော့ဒါရေရှည်အနေနဲ့မကောင်းပါဘူးအခုဆိုကုလသမဂ္ဂအတွင်းမှုချုပ်ကလည်းပြောနေပြီဗျာဒီလိုမျိုးလှုပ်တာတွေအားလုံးကမကောင်းပါဘူးဒီလိုမျိုးလှုပ်တာတွေကနိုင်ငံတနိုင်ငံရဲ့ဂုံမုတ်ကိုထိခိုက်ပါတယ်ဒါတွေကမလှုပ်တင်ပါဘူးဆိုတဲ့အကြောင်းကိုတော့ကုလသမဂ္ဂကတော့ပြောတော့ပြောတာပဲဗျာနော်ကုလသမဂ္ဂတခါကြီးကလည်း ဖွင့်လိုက်ပိတ်လိုက်ဖွင့်လိုက်ပိတ်လိုက်နေအဲ့တကားကြီးလည်းခုဘလူတွေကလာပြေအောင်မလဲမသိဘူးအခုလည်းကြည်အောင်နော်အမေရိကန်နဲ့အာအကုန်လုံးချနေကြပြီနော်ရုရှားနဲ့ယူကရိန်းနဲ့ချနေကြပြီနော်ကုလသမဂ္ဂတကားကြီးကဖွင့်လိုက်ပိတ်လိုက်ဖွင့်လိုက်ပိတ်လိုက်တကားပိတ်ဆွေးလွေးကြတာဒါဟိုဖြစ်ဖြစ်မြောက်မြောက်လည်းဖြစ်လာတဲ့အရာတွေလည်းမဟုတ်ဘူးတကယ်တကယ်လုံမယ်ဆိုရင်ဟိုလုံးကခေါင်းဆောင်တွေလိုမျိုးစစ်ပြင်းငိမ့်မယ်ဆိုတဲ့လုံကြပါအဲ့လိုမျိုးတွေလုံကြပါဒါမှမဟုတ်လည်းလွတ်ပေးလိမ့်မယ်ဆိုတဲ့လွတ်ပေးလိမ့်ပါ ဟိုကျွန်တော်တို့တောင်းတဆုံးခါပို့ထွက်လာတရဝါဒလေးစိတ်ချမ်းမြေဆိုတဲ့ပမာစကပုံလုံးရှိတယ်။နော်အဲ့လိုမျိုးဒီဘက်ကစစ်တွေဖြစ်မှာအာတခုဖြစ်မှာကုလသမဂ္ဂကနေပြီးဟာမလုံးကြပါနဲ့မလဘာဘာမဖြစ်ကြပါနဲ့ဆိုပြီးတော့ပြောတာကြီးကတော့ဟိုဒါကတော့ရိုးနေပြီဒါကတော့သတင်းပုတ်တော်ဦးတို့ပဲကျွန်တော်ပြောချင်ပါတယ်ခင်ဗျာ။ဘာပဲပြောပြောကျွန်တော်မြန်မာနိုင်ငံမှာလက်ရှိအခြေအနေကိုပြန်လည်ပြီးကောင်းမွန်လာစေချင်ရင်တော့မြန်မာပြည်သူပြည်သားအားလုံး မြို့ပေါ်တွေမှာရှိတဲ့လေပန်းဒန်းစီပြီးတော့ဘေးထိုင်ပိုင်ကြဘူးစကားပြောနေမယ်အစားဝင်းဆွဲတယ်ကြီးပဲလဲအာမကုပါနဲ့နှင်းအားလေးလဲပေးကြပါလို့ကျွန်တော်ဒီနေရာနေပြီးတော့ကျွန်တော်ပြောချင်ပါတယ်အဲ့ဒါမှကျွန်တော်တို့တော်လန်ရေးကြီးကမြန်မြန်ပြီးဆုံးပါပါခင်ဗျအဲ့ဒါမှမဟုတ်ဘူးဆိုရင်ခင်ဗျားတို့ရဲ့သားတွေသမီးတွေအကုန်လုံးဟာရှေ့တန်းစစ်မြေပြင်မှာမရှုမလာနဲ့နော်ဘဝကူးသွားမယ်ဘဝမျိုးဖြစ်သွားလိမ့်မယ် ဒါလေးကိုတော့ခင်ဗျားတို့စဉ်းစားကြပါလို့ဒီနေ့ကနေပြောချင်ပါတယ်ခင်ဗျာ तू ကတော့ဘသူတေတေငတိမိုင်းပြီးရောဆိုတဲ့စိတ်ဓာတ်နဲ့ဘိုးချုပ်ယူကြီးကတော့ကဘာမီးလောင်ရင်တော့တားကောင်ချနှင်းမှာပဲဗျာသူ့ရဲ့တားတွေတမီးတွေမြည်တွေမြစ်တွေကြတော့စစ်မှုထမ်းတယ်ထဲမှာမထည့်ဘူးခင်ဗျားတို့စဉ်းစားကြပါဗျာကဲဟုတ်ပါပြီကျွန်တော်ရဲ့ sending speaker တခုပြီးဆုံးတိုင်းပြီးဆုံးတိုင်းမှာကဗျာလေးနဲ့ကျွန်တော်ပြီးဆုံးနေရှိပါတယ်အဲ့ဒီကဗျာလေးကတော့ဓမ္မတိုက်ပွဲတဲ့ ဒီကဗျာလေးကိုရေးသားတဲ့လူကတော့ကဗျာဆရာပြိုးကျက်လက်ပဲဖြစ်ပါလေကဗျာဆရာပြိုးကျက်လက်ခင်ဗျာကျွန်တော်ရဲ့စိန်သီးစပီကာရဲ့အစီအစဉ်လေးမှာဆရာရဲ့ကဗျာလေးကိုရွတ်ဖက်ခွေပြုပါလို့ကျွန်တော်ဒီနေရာကနေပြီးတော့ဆရာစီကနေပြီးတော့တောင်းခံအပ်ပါလေခင်ဗျာကဗျာလေးရဲ့အမိကဓမ္မတိုက်ပွဲငါဤဥကောင်းဖော့ဖျောင်းတွင်ပြော့ပြောင်းကျင်မွတွေးချင်းကြလဲ လုံးဝလက်မြဒူးမထားငါဤအယူကြံွယ်မျိုးတို့ပဲ့ကျိုးကြေမွပျော့ခွေကြလဲလုံးဝလက်မြဒူးမထားငါဤသွေးခွက်မြေမာပွဲ့၍ဓာချက်ကြီခပုံလျက်ကြလဲလုံးဝလက်မြဒူးမထားငါယုံကြည်ချက်ဓမ္မဖက်၍အသက်သေးစေငါတို့မြေမာ မွေကန်သားကောင်းငါဆုတောင်း၏ငါပြီငါမင်းဓမ္မကင်းမင်းမင်းချင်းနှိမ့်ဆက်ပြီရွာပြက်ကစစ်ဖက်လူပြောရေစုံမျောအံငါဤမျိုးဆက်အလှဆွက်၍စင်ဆက်ဝေဖြာငါပြီတာအောင်ငါမှာအာအင်ရှိပါပြီငါမှာစွမ်းရည်ရှိပါပြီငါမှာတောင်ဝင်ရှိပါပြီ လေးစားပါတယ်ဆရာပြုချက်တယ်ကျွန်တော်မြန်မာနိုင်ငံကြီးအမြန်ဆုံးငင်းညမ်းပါစေကျွန်တော်မြန်မာနိုင်ငံကြီးအမြန်ဆုံးအေးချမ်းပါစေကျွန်တော်တို့မြန်မာနိုင်ငံကြီးအမြန်ဆုံးဘေးမတန်းဖြာဝေလို့ကျွန်တော်ဒီနေရာနေပြီးတော့စုမွန်ကောင်းတောင်းလိုက်ရပါတယ်အရေးတော်ဘုံအောင်ရမယ်အရေးတော်ဘုံအောင်နေပါပြီ